ထားလို့ရေလုံမဲ့ခွင့်ကြီးတစ်ခုအတွင်းတရားတွေဘီလက်မြေတွေနဲ့ရှုပ်ပွားနေတယ်လို့အလုံသမားတွေဟာကိုယ်အလုံးနဲ့ကိုယ်အလုံးများနေကြပါတယ်။တယောက်ကတန်ဖြတ်ဆက်နဲ့တန်ချောင်းတွေဖြတ်နေတယ်လို့အပေါ်ထက်မှလည်းအလုံသမားတွေပုံစံခွက်တွေရိုက်နေကြပြီးဒီလုံငယ်ခွေရဲ့ပြင်ဖက်မှာတော့ဒါရှင်နဲ့သူ့ရဲ့လုပ်ပေါ်ကန်ဖက်တယောက်စာရွက်စာတမ်းတွေကြီးနေကြပါတယ်။မကြာခင်မှာအလုံသမားတွေတစ်ဖက်ရဲ့တောက်ချင်ရောက်လာပါတယ်။မျိုးသားတယောက်ကလက်ဆွဲချင်းမှာလက်ဖက်ရည်ခွက်လေးတွေထည့်လာပြီးအားလုံးကိုဝေငှပါတယ်။အားလုံးကလက်ဖက်ရည်နဲ့မုတ်စာရင်ခဏတာအားယူမိကြတုံးပါပဲ။ စပွဲပေါ်ကလပည့်ရတစ်ခွက်ဟာအောက်ကိုပြုတ်ကျပြီးတစားစီကွဲကျေသွားပါတော့တယ်။အဲ့ဒီချိန်မှာပဲခုနကဒါရှန်ဟာအတံတစ်ခုခုကိုကြားလိုက်တယ်လို့နဲ့စိုးရိမ်နဲ့အမူအရာနဲ့လှဲကြည့်လိုက်ပါတယ်။သူဟာစပွဲဆုံးကနေတစားချင်းကြားနေတဲ့လပည့်ရဇက်တွေကိုကြည့်နေရင်စိတ်ထဲမှာတစ်ခုခုကိုထင့်နေပုံမှာတိုက်မကြပါဘူး။သူစီကိုဖုန်းတကောဝင်လာပါတယ်။ဆောလဇာဆောအိုရဲ့ပေါ်ဆုံးထက်မှာဖုန်းပြောနေတဲ့သူမျက်နှာဟာပြင်းပြရာကနေတုန်လှုပ်သွားတဲ့ပုံစံပြောင်းလဲသွားပါတယ်။ဖုန်းချလိုက်ပြီးနောက်မှာတော့ သူဟာစိတ်တော်ကရောက်နေတဲ့မျက်နှာနဲ့ထွက်သွားခဲ့ပါလေ။သူရောက်သွားတဲ့နေရာကတော့ယူနေအိမ်တလုံးရဲ့ရှေ့ပူပါ။အိမ်ရှေ့မှာရဲကားတွေရပ်ထားပြီးလူအများကြီးစုရုံနေကြပါလေ။အိမ်ထဲကမျိုးသမီးတွေကလည်းငွေယူနေကြပြီးပူဆွေးတော်ကရောက်နေတဲ့မြင်ဝင်းတစ်ခုကိုမြင်ကြရပါလေ။သူဟာလူအုပ်ထဲကိုတိုးဝဲပြီးအနောက်ဘက်ကရေတွင်သားကိုစိုးရင်တကြီးနဲ့ရှောက်သွားပါလေ။ရေတွင်သားမှာတော့လူတယောက်ဟာစက်တီကနေတဆင့်ကျိုးတစ်ချောင်းကိုဆွဲတင်နေပါလေ။ရေတွင်အောက်ကနေအပေါ်ကို ဘိုက်ကွန်စိန်နဲ့ထုတ်ထားတဲ့လူတင်အလားတစ်ခုကိုတခဲကြီးချင်းဆွဲတင်လာတာကိုကြောင်မပွေရမြင်တွေ့ရပါတယ်။ဒီရဲတွေလည်းရည်တွင်ပတ်လည်မှာဝိုင်းပြီးညွှန်ကြားချက်တွေပေးနေကြပါတယ်။အလောင်းကိုအပေါ်ရောက်လို့မြေပေါ်ချလိုက်တဲ့အခါမှာတော့လူအုပ်ကြီးဟာထိတ်လန့်တုန်လုံးမှုနဲ့အတူဝမ်းနဲ့ပူဆွေးသွားကြပါတယ်။အဲဒီလူအုပ်ထဲမှာမန်ချက်စတာတစိပ်ပါအင်ဂျင်အနက်ကိုဝစ်ထားတဲ့ကောင်လေးတယောက်ဟာလည်းတောကားနဲ့နာနဲ့ကြီးနေပါတယ်။ဒါပေမဲ့အားလုံးကိုအံ့အားတင့်သွားစေတဲ့ဖြစ်ပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။ကိုကြီးကောင်းနေတဲ့မျိုးသမီးရဲ့လက်ဟာ ယုတ်တရက်လှုပ်ရှားလာပြီးဖြည်းဖြည်းချင်းဆန့်ထွက်လာခဲ့ပါတော့လေခရမ်းရောင်မီမမိန်လေးထွန်းလာတဲ့ခန်းတစ်ခုထဲမှာကောင်လေးတယောက်နဲ့ကောင်မလေးတယောက်နန်းရံမှာကပ်ပြီးအသေးအသက်နန်းရှိုင်းနေကြပါလေအဲ့ဒီချိန်မှာပဲကောင်မလေးရဲ့ဖုန်းက BB ဆိုတဲ့နာမည်နဲ့ပြီးလာပါလေကောင်လေးကသူ့တပင်းကိုဆက်နန်းနေတုန်းမှာပဲကောင်မလေးကဖုန်းကိုကင်လိုက်ပြီးတငယ်ချင်းအိမ်မှာပါနောက်မှပြန်ခေါ်မယ်လို့လိန်ညာပြောဆိုပြီးဖုန်းချလိုက်ပါလေကီလိုနဲ့ဆက်ပြီးပါညာပါညာပြီးခဏကြာမှာတော့အဲ့ဒီကောင်လေးဟာရေချိုးခန်းထဲမှာမျက်နှာတက်နေတာတွေ့ရပါလေ သူကတော့ဒီဇက်လိုင်းရဲ့ဇက်လိုက်ကျော်ရိုဟန်ပါပဲသူရဲ့ခင်မီလှပတဲ့အင်ဂျီမှာအိတ်သစ်တက်ပါတီကျင်းပနေတာတွေ့ရပါတယ်ဒီလိုပါတီလုံးနေကြတော့မှာပဲသူတငယ်ချင်းတယောက်ကသတင်းစိုးတစ်ခုကိုရလာပါတယ်ကျောင်းနေပဲတငယ်ချင်းမလေးဂါနီတယောက်ကိုကိုကိုတက်တည်သွားတယ်တဲ့ဒီသတင်းကိုကြားတော့ရိုဟန်တယောက်တုန်လှုပ်သွားမိပါတယ်နောက်နေမနက်မိုးလေးတော့သူစိတ်လေးလံစွာနဲ့အိပ်ရာချခဲ့ပြီးသူ့ဖုန်းထဲကဂါနီနဲ့ပြောထားတဲ့ WhatsApp chat တွေကိုဖွင့်ကြည့်လိုက်တဲ့ခါမှာတော့ဂါနီစီကနာထားတဲ့ Discord တွေမဖက်ရသေးတဲ့ message တွေကိုတွေ့လိုက်ရပါတယ် တို့နှစ်ယောက်အတူတူရိုက်ထားတဲ့ကြည်နူးစရာပုံတွေအထူးသဖြင့်မှန်ထဲမှာရိုက်ထားတဲ့ selfie ပုံတွေကိုသူကြည့်နေမိပါတယ်။ဒါကိုကြည့်ချင်အားဖြင့်တို့နှစ်ယောက်ဟာရိုးရိုးတငယ်ချင်းထက်ပိုလိုနဲ့ဆက်ဆံရေးရှိမှန်တိတာစေပါတယ်။အဲဒီနောက်မှာတော့သူဟာသူ့ရဲ့ကားအနက်ရောက်ကိုမောင်းပြီးထွက်သွားပါတယ်။သူရောက်သွားတဲ့နေရာကတော့နာရီအတွက်ပြင်ဆင်နေတဲ့ကာနီရဲ့အိမ်ပဲဖြစ်ပြီးစပွဲပေါ်မှာဖျောင်းတိုင်ဝေးတိုင်တွေထုံညှိထားတဲ့ကာနီရဲ့ဓာတ်ပုံကိုတွေ့ရပါတယ်။မျိုးသမီးတယောက်နာတိုက်တဲ့လက်ဖက်ရည်ခွက်ကိုကင်ပြီးအိမ်ထဲမှာရှောက်ပက်ကြည့်နေတော့ စပွဲဘော်ကကလစ်နီယောင်လေးတစ်ခုကိုကောက်ကင်လိုက်ကသူ့မျက်နှာမှာစိတ်ကြီးခိုက်တဲ့ရိပ်ယောင်တွေထင်းသားပေါ်လာပါလေဒီအခန်းကကာနီရဲ့အခန်းဖြစ်နိုင်ပြီးဒီကလစ်လေးကသူ့နှစ်ယောက်ကြားကအတိတ်ကိုသတိရစေတဲ့အရာတစ်ခုဖြစ်ပုံရပါလေအိမ်ရဲ့ခေါင်းမိုးထက်ကိုတက်လာတဲ့အခါမှာကီရန်နဲ့တွေ့ရပြီးတော့မင်းအဆင်ပြေရဲ့လားလို့မေးလိုက်တော့ကီရန်ကအခုရက်တွေမှာညပိုင်းဆိုအိတ်မပြောတဲ့အကြောင်းနဲ့ကာနီရဲ့ကြောင်မက်ဖွဲ့ရညနာကြီးကိုမြင်ယောင်မိပြီးတယ်ဆိုပြီးရင်ဖွင့်ပြောပြခဲ့ပါလေညမိုးချိုးတော်မှာရိုဟန်တယောက်သူ့ရဲ့ခင်မိတိုက်ခံကိုပြန်ရောက်လာပြီး အဲ့အဘူတော်ကြီးကသူ့အမေဖုန်းဆက်တဲ့အကြောင်းပြောပြီးပြန်သွားပါတယ်။သူ့ရဲ့ဇပွဲပေါ်မှာတော့ကာနိခန်လေးကကလစ်အနီလေးကိုသူ့အဲ့အထိယူလာခဲ့တာတွေ့ရပါတယ်။ဒီလိုနဲ့ညသကောင်ရဲ့အချိန်မှာတော့အိပ်ပျော်နေတဲ့ရိုဟန်ကိုတခုခုကနာနှိုးသလိုခံစားရပြီးသူထားကြည့်တဲ့အခါမှာသခန်းတကာကလိုလိုပွင့်နေတာတွေ့နိုင်ရပါတော့တယ်။တစ်ဖက်မှာဒါရှန်နဲ့သူ့မိခင်တို့စကားပြောနေပြီးသူတို့ပြောပုံအရကာနီတခုခုဖြစ်သွားနိုင်တာကိုဒါရှန်ကကြိုသိနေခဲ့ဖို့ရပါတယ်။မိခင်ဖြစ်သူကကောင်မာလီရဲ့အသက်ကိုကယ်လိုက်တဲ့နယ်လို့ပြောပေမဲ့ ဒါရှန်ကသူပြောလဲဘယ်သူမှယုံကြမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ညဘက်မှာတော့ရိုဟန်ကတငယ်ချင်းတွေနဲ့အတူမီးရောင်အောင်မှာဘောလုံးကန်နေပါတယ်။ပွဲပြီးတော့တငယ်ချင်းတယောက်ကရိုဟန်ကိုအမေရိကဘယ်တော့ပြန်မလဲလို့မေးပါတယ်။ရိုဟန်ကတော့မဆုံးဖြတ်ရသေးဘူးလို့ပြန်ဖြေခဲ့ပါတယ်။တငယ်ချင်းကကာနီတည်ဆုံးမှုကြောင့်သူ့ရဲ့ခရီးကိုဆွေးလိုက်ရတဲ့အကြောင်းနဲ့အခုဆိုရင်တပတ်တော်ရှိသွားပြီဆိုတာမယုံနိုင်ဘူးလို့ပြောနေပါတယ်။ကာနာမှာသူဆက်လက်တောင်းနေတော့သူ့ဖုန်ကိုကောင်မလေးတယောက်ခေါ်လာပြီနဲ့သူမကင်ထဲပါဘူး။ ကားမောင်းပြန်လာတဲ့လမ်းမှာတော့သူ့မျက်နှာဟာအရန်ကိုပင်မန်းပြီးစိတ်ဖိစီးနေပုံပါပဲ။ကာနီတို့အိမ်မှာတော့ပြူရန်တယောက်ဖုန်းကြည့်ရင်ဓမင်းစားနေပြီးအိတ်ခန်းထဲမှာတော့ကာနီရဲ့မိခင်ကအဲ့ရထဲမှာငိုနေပါတယ်။ငါတို့ဘာရီဖားခဲ့လို့သမီးလေးကြည့်လို့ဆုံးဖြတ်ချက်ချသွားရတာလေ။သူ့ဘယ်လောက်တောင်နာကျင်ခံစားခဲ့ရမလဲဆိုပြီးရှိုက်ကြည့်တဲ့ငငိုနေခဲ့ပါတယ်။ကမုံဖြစ်သူကငါတို့တွေတက်နိုင်တဲ့လောက်အရာရာလုပ်ပေးခဲ့ပါပြီးတော့နှစ်သိမ့်ပေမဲ့မိမဖြစ်သူကတော့ကျမတို့ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူးဆိုပြီးအဆက်မပြတ်ငိုကျွေးနေခဲ့ပါတော့လေ။ ဆက်လန်ကရိုဟတ်ရဲ့ပုံမှန်မဟုတ်တော့တဲ့အီးဆက်ဆက်အင်ဂျီကြီးကိုပြန်ရောင်းလာခဲ့ပြီးသူအဲ့မော်ချနေတော့အတန်တစ်ခုကြောင့်လန့်လို့ရပါတယ်အခန်းထဲမှာကြောက်လန့်တကြားနဲ့လိုက်ကြည့်ပြီးအဲ့ထဲမှာတတိကြီးကြီးနဲ့ရှောက်သွားနေပါတယ်အတန်တွေကြားသလိုအရေးတွေမြင်နေသလိုလို့တဲ့ခဏနေတော့သူအဲ့ရပေါ်မှာတစုံတယောက်ရှိနေသလိုလှုပ်ရှားလာပါတယ်ရိုဟတ်လည်းမနေရဲတော့ပါဘူးအပြင်ထွက်ကအိတ်ခန်းတကားကိုပိတ်ပစ်ခဲ့ပြီးအဲ့ခန်းမှာငုတ်တုတ်ထိုင်နေတာမိုးလေးတဲ့အထိပါပဲသူအာယုံထဲမှာတော့ဒေါသကြီးအော်ဟစ်နေတဲ့ကာနီရဲ့ကြောက်မက်ဖွယ်ရရုပ်ပုံတစ်ခုထင်လာခဲ့ပါတယ် ောက်တနေ့ညမှလည်းသူညစာစားပြီးပကံဆေးနေတော့ယုတ်တရအဖုံးတစ်ခုကရင်းထွက်သွားတာကြောင့်ရိုဟန်ထိတ်လန့်နေတော့မှပဲသူ့ကိုတောင်းလဲချတာခံစားရပါတယ်။အဲဒီနောက်မျက်စိနဲ့မမြင်ရတဲ့စွမ်းအားတစ်ခုကသူ့ကိုရရက်ဆက်ဆက်ကိုက်ခိုက်ပါတော့တယ်။သူ့ကိုနိုင်ရန်နဲ့ဆောက်လေဘင်းဟစ်ဂျမ်းပြင်ပေါ်ရုတ်တိုက်ဆွဲခေါ်သွားလာလှေကားပုတ်ဖို့တင်းဆွဲတင်တာတွေလုပ်ပြီးသူကနာကျင်စွာနဲ့အော်ဟစ်နေရပါနောက်ဆုံးမှာတော့သတိလစ်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ရိုဟန်ဆိုဖာပေါ်မှာခြိုင်နေပြီး မျက်နာမှာဒဏ်ရာဒဏ်ချက်တွေနှာခေါင်းသွေးတွေထွက်နေတာတွေ့လိုက်ရပါတယ်။အဲ့အဘူနဲ့လုံခြုံရေးဝန်တန်းတွေကသူ့ကိုပြုစုပေးနေကြပါတယ်။ယုတ်တရသူ့ဖေစီကဖုန်းလာတော့သူဘာမှမဖြစ်တဲ့အကြောင်းနဲ့အခုမှအဲ့ရထတာဖြစ်ပြီးရုံသွားတော့မယ်ဆိုပြီးလိန်ညာပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာဖုန်းတွေကကာနီနဲ့တူတူရိုက်ထားတဲ့ဗီဒီယိုတစ်ခုကိုတေချာစိုက်ကြည့်ပြီးနေကားစပင်တွေကိုတလောက်တောင်သဘောကျနေလားဆိုတာရေချိုးခန်းထဲမှာသူ့ကိုသူစပယ်တဲ့ညှက်ချပြစ်လိုက်ပါတော့တယ်။နောက်တော့ရူဟန်တဲ့ကာရှန်တို့ကော်ဖီဆိုင်တစ်ခုမှတွေးခဲ့ကြပြီး သူ့အဖြစ်မှန်တွေကိုဖွင့်ပြပြပါတယ်။တကယ်တော့ចောင်းသားဟောင်းတွေးဆုံပွဲတစ်ခုပြီးမှသူနဲ့ကာနီတို့ခဏတာပတ်သက်မိခဲ့တဲ့အကြောင်းနဲ့နောက်ပိုင်းမှာကာနီကသူ့ကိုပိုင်ဆိုင်လူစိတ်ပြင်ပြလာပြီးလက်ထပ်ဖို့အတင်းနဲ့ဖိအားပေးလာတဲ့အကြောင်းပြောပြပါတယ်။ဒါကြောင့်ကာနီရဲ့ဖုန်းခေါ်တာတွေစာပို့တာတွေကိုစိတ်ရှုပ်လာတာနဲ့သူအဆက်အသွယ်ခက်တောက်လိုက်ပြီးမကြခင်မှာပဲကာနီကိုကိုကိုတက်တည်သွားတယ်ဆိုတာကိုသိခဲ့ရတယ်လို့ဝန်ခံလိုက်ပါတယ်။ပြီးတော့အခုကာနီရဲ့ဝိညာဉ်ကသူ့ကိုလာပြီးတိုက်ခိုက်နေတာကြောင့်သူ့ကိုကူညီပေးဖို့တောင်းပန်ပါတယ်။ ဒါပေမဲ့ဒါရှန်ကဒေတာကန်တွေရဲ့ယုံကြည်မှုအရမကျွမလွတ်တဲ့ဝိညာဉ်တွေဟာဒီဆုံးပြီးတဲ့နောက်16ရက်အထိကိုလှည့်လည်နေပြတာကြောင့်16ရက်ပြည့်ရက်လည်အစဉ်လာလုပ်ပြီးတော့မှအချိန်လေးကိုကြည့်ပြီးတခုခုလုံးကြမယ်လို့ဆိုခဲ့ပါတယ်။ရုံဟန်အိမ်ကိုပြန်ရောက်လာတော့တိုင်လုံးကမီးတွေပေါ်အုံဖွင့်လိုက်ကာတွေကိုပုံဖွင့်ထားပြီးတစုံတစ်ခုပေါ်ရင်ဆိုင်ပေါ်အသင့်ပြင်နေခဲ့ပါတယ်။နောက်တော့နေ့တိုင်းဆိုသလိုဝီစကီတောက်ဆင်းလိမ့်ကြီးခဲကဂရန်ကိုဒေါသတကြီးနဲ့အားကုန်တီးခတ်ပြီးနေပါတော့တယ်။16ရက်မြောက်နေ့မှာတော့ကာနီရဲ့မိသားစုက ြေကန်နဘေးမှာတမိဖြစ်သူရဲ့ဝိညာဉ်ကောင်းရာတုပ္ပလီလားစေဖို့ဟိန္ဒူဘာသာအရနောက်ဆုံးပင်တံပင်နဲ့အခမ်းအနားကိုပြုလုပ်နေပါတယ်။ရိုဟန်လည်းခက်လန်လန်ကကြည်နေပြီးဒီနေ့ကစပြီးသူအေးအေးစစ်စစ်တရားအိတ်ဆက်ရပုံမျော်လင့်နေပါတယ်။အိန္ဒိယရောက်တဲ့ခါမှာတော့သူအိတ်ခံကိုအကဲခတ်ကြည့်လိုက်ပြီးစိတ်ချသွားတဲ့ခါမှာ၃မိနစ်လဲချလိုက်ပါတော့တယ်။ဒီလိုနဲ့တရက်မှာတော့သူအိမ်ကိုပြည်ရန်ရောက်လာခဲ့ပြီးနှစ်ယောက်သားဝီစကီမော့ရင်စကားပြောဆိုနေကြတာအစပိုင်းမှာတော့အေးဆေးပါပဲ။ ဒါပေမဲ့ခဏနေတော့ကာနီကျောင်းကိုစကားဆက်မိရာကပီရန်တယောက်ထားငိုပါတော့တယ်။ရိုဟန်ကစိတ်ထိမ်းဖို့တိတ်သိမ့်ပေးပေမဲ့ဘယ်လုံးမှမရတာကြောင့်ဝီစကီထည့်တိုက်ဖို့လုံနေတဲ့ချိန်မှာပဲပီရန်ကိုမမြင်ရတဲ့အရာတစ်ခုကတွန်းချပစ်လိုက်ပါတော့တယ်။အောက်ရောက်တော့ပီရန်ဆောင်နှောင်းချိုးကြည့်နေတာရစရာတော့မရှိသလိုအောက်ကိုမကြခင်မှာလဲခေါင်းကိုထိခိုက်ထားတာကြောင့်အခြေအနေကတော်တော်ဆိုးသွားပါတယ်။အမြန်ဆုံးဆီယုံကိုပုတ်ပေးခဲ့ပြီးမြင်ညှော်နှင်းချက်ကတော့တော်ကိုနေပါနေတဲ့အကြောင်းဆရာဝန်ကပြောပါတယ်။ဆီယုံရှိမှ၆ချာစွာထိုင်ဆောင်နေတဲ့ ရိုဟန်စီကိုရှောင်းလာတဲ့ဒါဆန်ကမင်းဒီရက်ကိုပါတီပွဲမဖိုက်ခဲ့တဲ့ဒါပေမဲ့မင်းတို့အတိုင်းပိုင်းကကြီးတော့ရဲတွေကလည်းမုတ်ပွင့်မှာမဟုတ်ပါဘူးဆိုတာခက်တိလေးပြောပါလေလူဟန်ကသူ့မှာပြောစရာရှိတယ်လို့ပြောပေမဲ့ဒါဆန်ကနောက်မှမင်းအိမ်ကိုလာခဲ့မယ်ဆိုတာထွက်သွားခဲ့ပါလေသူအိမ်ကိုပြန်ရောက်တော့အန်ဇဲထဲမှာတင်ထားတဲ့ကလစ်လေးကိုထုတ်ကြည့်တာစဉ်းစားခန်းဝင်နေတုန်းမှာပဲရုတ်တရက်တက်စမီကိုတစ်ဖြတ်ဖြတ်နဲ့တစ်စုံတစ်ခုကိုအချက်ပြသလိုဖြစ်နေပါလေနောက်တော့လုံးဝပြီးပြတ်သွားခဲ့ပြီးအတန်တွေလည်းကြားနေရတာကြောင့် သူဖုန်းမီလေးကိုဖွင့်ကအောက်ထက်ကိုဆင်းသွားတော့ဘေးစင်းမှာရေပွင့်နေတယ်လို့ရုတ်တရက်ပကံကကြွက်ွဲတာကြောင့်သူလန့်ပြီးထွက်ပြေးပါတော့လေမောင်မဲလေးရဲ့ခန်းထဲမှာဖုန်းမီနဲ့ရှောက်ထိုးရင်အရေးမဲကြီးတွေကဟိုဟိုတီတီထွက်ပေါ်လာတာချောင်းလန့်တော့အကဲသွေးပြက်စရာပဲဖြစ်ပါလေနောက်ဆုံးမှာတော့ရက်ရှိရှိပိတ်လီချောက်ကတ်နေတဲ့အမျိုးသားဝိညာဉ်တကောင်ကိုတွေ့လိုက်ရပြီးရိုဟန်တယောက်ကြောက်ရွံ့လို့ရင်တက်နေပါတော့လေနောက်နေ့မနက်မှာဒါရှန်သူ့အိမ်ကိုရောက်လာခဲ့ပြီးရိုဟန်ကတော့သွေးလင်းလင်းပေးတဲ့အင်ဂျီနဲ့ မအိပ်ရသေးတဲ့ပုံစံနဲ့ပေစဆုံနဲ့စောင့်နေပါလေ။ဒါရှန်ကအိမ်ထဲကိုဝေရောက်ကဲခဲကြည့်ပြီးဒိုဟန်ကတကယ်တော့သူ့ကိုတိုက်ခိုက်နေတဲ့ဝိညာဉ်ကကာနီမဟုတ်ပဲယောက်ျားဝိညာဉ်တစ်ကောင်ဖြစ်နေကြောင်းပြောပြလိုက်ပါလေ။ဒါရှန်ကဒီအိမ်မှာတည်ဆုံးသူရှိခဲ့ပူလားလို့မေးတဲ့အခါဒိုဟန်ကဒီအိမ်ဟာအသက်ဆက်ဆက်ဆောက်လုပ်ထားတာဖြစ်ပြီးတော့ဘာတည်ဆုံးမှုမှမရှိသေးဘူးလို့ဆိုခဲ့ပါလေ။တည်ဆုံးတာနဲ့ပတ်သက်ရင်လည်းကာနီရဲ့အတုပတစ်ခုတည်းကိုသွားခဲ့ပူလာဖြစ်ပြီးအဲ့ဒီနေ့ကကာနီရဲ့ကလစ်လေးတစ်ခုကိုတော့သူယူလာမိတဲ့အကြောင်းဝန်ခံခဲ့ပါလေ။ ဒါရှန်ကဒါရီအားလုံးကအစွဲလန်းကြီးသူတယောက်ကြောင့်ဖြစ်ရမယ်လို့ရှင်းပြပါတယ်။လူတယောက်ဟာတည်ဆုံးကနေမှအစွဲလန်းကြီးနေမိရင်ဘဝမကူးနိုင်တော့ပဲအရာဝတ္ထုတွေပစ္စည်းတွေမှာကန့်ကြီးနေတက်ပြီးတော့ရိုဟန်ကအဲ့ဒီကလစ်ကိုယူလာတဲ့အချိန်မှာခေါင်းဆိုးဟာပါလာခင်းတာဖြစ်နိုင်ပါတယ်။အဲ့ဒီဝိညာဉ်ဟာရိုဟန်ပေါ်ကြတိုင်းစောင့်ကြည့်နေခဲ့တယ်လို့အခုစကားပြောနေတာကတော့တဏီယာယာကကြီးနေနိုင်တယ်လို့ရှင်းပြပါတယ်။ရိုဟန်ကဒါပေမဲ့ကျွန်တော်နဲ့ရန်ကြိုးမရှိပဲဘာလို့တိုက်ခိုက်ရတာလဲလို့မေကွန်ထုတ်လိုက်တဲ့အခါမှာ ဒါဆန်ကဒါတွေအားလုံးကိုနားလည်နိုင်ဖို့အတွက်အစပြုခဲ့တဲ့နေရာကိုပြန်သွားရမယ်လို့ပြောလိုက်ပါတော့လေနောက်တစ်ခါမှတော့သူတို့နှစ်ယောက်ဟာခြံဝင်းကျဲကြီးနဲ့အဝါရောင်ဖြည့်ဖြည့်တုတ်ထားတဲ့နှစ်ထိုင်အိမ်ကြီးတစ်လုံးထဲကိုဝင်သွားကြပြီးဒါဆန်ကအိတ်ခန်းတစ်ခန်းထဲကိုအရင်ဝင်သွားပါလေအခန်းထဲမှာတော့ကလကချူယောင်နဲ့ဂဒင်းတစ်လုံးတစ်တာပြီလို့နဲ့စာရေးစပွဲကိုတွေ့လိုက်ရပါတယ်သူအခန်းထဲမှာပတ်ရှောင်းနေပြီးပစ္စည်းတွေကိုလိုက်ကြည့်နေတော့ရောဟန်လည်းနောက်ကနေလိုက်ဝယ်လာပါတယ်ဒါရှန်ကနေရဘော်ကတပ်ပုံလေးစာအုပ်စင်ဘော်ကပစ္စည်းတွေကိုစစ်ဆေးနေပြီ ရိုဟန်ကတော့ကလစ်နီရဲ့ကိုသူ့နေရာမှာပြန်ထားလိုက်ပါတယ်။ခဏကြာမှတော့ဝဲဘောကတစ်တာလက်ဝိတ်တနာဘူးလေးတစ်ခုကိုတွေ့သွားပြီးသူအဲ့ဒါကိုပွင့်ကြည့်လိုက်တဲ့အခါမှာတော့အတွေးမှာဘာမှမရှိပဲဗလာချင်းဖြစ်နေတာတွေ့လိုက်ရပါတယ်။ကာနီရဲ့ခြေချင်းပြောင်းနေတယ်။ဒါကိုယူသွားတဲ့သူကမင်းကိုဒုက္ခပေးနေတဲ့သူပဲဖြစ်ရမယ်။ဆိုပြီးဒါရှန်ကသုံးတက်လိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ရိုဟန်ကကာနီဘဝမှာတခြားဘယ်သူမှမရှိနိုင်ဘူးဗျ။သူကအမြဲတမ်းအေးအေးဆေးဆေးနေတတ်တာလို့ပြောပါတယ်။ ဒါပေမဲ့ဒါရှန်ကတော့ဒီချက်ကိုလက်မခံပါဘူး။ငါတို့မသိတဲ့တခြားတယောက်ယောက်ရှိနေနိုင်တယ်။မနာလိုမှုအမုန်းတရားဒါမှမဟုတ်အချစ်ကြောင့်ဖြစ်လာတဲ့ရန်ညှိုးတခုခုပေါ့။အခုအဲ့ဒီလူကမင်းကိုတိုက်ခိုက်နေပြီဆိုကြတဲ့ကသူ့မှာခိုင်လုံတဲ့အကြောင်းပြချက်တခုရှိကိုရှိနေရမယ်လို့ရှင်းပြလိုက်ပါတယ်။ရူဟန်ကစိတ်ပြက်လက်ပြက်နဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်ကစရမလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဒါရှန်ကဗရေးဘောက်ကားတွေပြင်ကိုလမ်းကြည့်လိုက်ပြီးအိမ်ကြီးချင်းချန်တွေကအိမ်တလုံးကိုလက်ညှိုးထိုးပြလိုက်ပါတယ်။ဟုတ်မှအဲ့ဒါအိမ်ပေါ်ဆံမရဲ့အိမ်မဲ တခါတလေမှာအိမ်ဖော်တွေကအိရှင်တွေရဲ့အကြောင်းကိုအိရှင်တွေထက်တော့ပိုတိတက်ကြတယ်။သူတို့နှစ်ယောက်ဆမ်မာရှိရာအိညင်းချံဘက်ကိုကူးလာခဲ့ကြပြီးအဲ့ဒီမှာတော့ဆမ်မာဆိုတဲ့အမျိုးသမီးကကျွဲကြံတစ်ခုထဲမှာကျွဲတကောင်ကိုအစာကျွေးနေတာတွေ့ရပါတယ်။သူတို့လည်းဆမ်မာနားကိုချင်းကပ်သွားပြီးဒါရှန်ကနှုတ်ဆက်စကားပြောနေရင်အရင်ဆုံးအလုတ်ကြောင်ပရိစံကြောင်တွေမေးမြန်းပြီးမှကာနီနဲ့ဘယ်လောက်ရင်းနှီးတယ်လဲစကားရိပ်ပါတွေပြောဖြစ်လားဆိုပြီးမေးလိုက်ပါတယ်။ဆမ်မာကကာနီဟာတိတ်ဆိတ်ပြီးအတိတ်ကင်းတဲ့ကောင်မလေးဖြစ်ကြောင် လူတွေနဲ့တိတ်စကားမပြောဘဲအမြဲတမ်းတွင်းနယ်ချင်းနေတက်ကြောင်ကိုပြောပြပါရီကာနေစီကိုသူတငယ်ချင်းတွေလာလေတာရှားပါပြီမဲ့အီရန်ရဲ့တငယ်ချင်းတွေကတော့တခါတလေရောက်လာတတ်တယ်လို့ဆိုပါရီဒါရှန်ကယောက်ျားလေးတငယ်ချင်းတွေအကြောင်းမေးကြည့်ပြီမဲ့ဆန်မာကမသိဘူးလို့ဖြေပါရီကာနီမှာသူအကအတင်နေပဲရှိပြီးတကယ်တော့ဒီမိသားစုကချိန်စာတင့်နေတယ်လို့ပဲလို့လဲရေချိုးလိုက်ပါသေးတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကစေးစုံနေတဲ့ခြံလန်းလေးတိုင်းပြန်ထွက်လာခဲ့ကြပါရီလမ်းလျှောက်လာရင်ကဒါရှန်က ကာနီရဲ့ចောင်းနေဘက်ဆက်တွေတွေကိုစုံစမ်းဖို့ကြံပေးပါတယ်။လိုဟန်ကသူတို့နှစ်ယောက်ကចောင်းနေဘက်တွေဖြစ်ပေမဲ့ဘယ်သူလဲမှဆက်တွေမရှိတော့ဘူးလို့ရင်းလိုက်ပြီးတော့သူရဲ့အနံ့ရောင်ကာနာမှာရက်လိုက်ကဆေးလိပ်မိကြီးကတွေးနေနေခဲ့ပါတယ်။ညဘက်ကိုရောက်လာတော့ဒါရှန်တယောက်နဲ့သူ့အိမ်မှာဝိတ်တွေတင်းရင်စိတ်ထဲမှာတခုခုကိုထင်းနေတယ်လို့ခံစားရပါတယ်။အဝင်းကျင်ကိုလည်းတတိယလိုက်ကြည့်နေပြီးသူတခုခုကိုခံစားသိရှိနေခဲ့တယ်လို့ရှိပါတယ်။တဖက်မှာရိုဟန်ကတော့သူ့ကားပေါ်မှာပဲအမီနဲ့ဖုန်းပြောနေပြီး ူတပတ်တွင်မှပြန်လာမယ့်အကြောင်းနဲ့အဖေကိုလည်းပြောထားပေးဖို့မှာနေခဲ့ပါရယ်ဖုန်းချပြီးတဲ့နောက်မှာတော့ကာနီရဲ့တပ်ပုံတွေကိုဖွင့်ကြည့်တာစိတ်ထဲမှာကြိတ်တောင်းပန်နေမိပါရယ်တပတ်မှာဒါရှန်ဟာညစာကိုထမင်းနဲ့အကြော်နဲ့ရိုးရိုးရှင်းရှင်းလေးစားနေတုန်းမှပဲတကားလူလူပွင့်လာပြီးကြောင်အော်တန်ကိုကြားလိုက်ရလို့လန့်သွားပါရယ်ပြီးတော့သူရှိကထိုင်းခုံမှာနှုတ်လာတာကြောင့်ဖျားခန်းတဲ့တိဝဲကကြောက်စိတ်တွေကိုစူးစားထိန်ချုပ်ပြီးဖျားမိပူဇော်လိုက်ရပါရယ်အတော်ကြာတော့ကပြန်ထွက်လာကသူ့အိမ်ကိုစားရဖြူးချလိုက်ပြီး မိခင်ဖြစ်သူရဲ့အခန်းထဲကိုဝင်သွားခဲ့ပါလေ။ကံကောင်းထောင်းမစွာနဲ့ဝိညာဉ်စုကသူ့အမိကိုဘာမှလုပ်မသွားခဲ့ပါဘူး။နောက်တနေ့မှာတော့သူတို့ညဟွာအကသင်တဲ့ចောင်းတစ်ခုစီကိုရောက်လာကြပါလေ။ចောင်းထဲမှာတော့စာယူရောမျိုးသမီးတစ်စုကရှေးရောကနေတမျိုးကိုနီးပြရဲ့ရှေ့မှာပြိုင်နေတဲ့လေ့ကျင့်နေကြပါလေ။နောက်တော့သူတို့ကအကသမားတယောက်နဲ့ပြေမစကားပြောဖြစ်ကြပြီးရိုဟန်က ကာနီဘာလို့ကာတင်နန်ကရုတ်ပြက်ထွက်သွားတာလေတိလာလို့မေးလိုက်ပါတယ်။အဲ့ဒီခါမှာကောင်မလေးက သူစိတ်မဝင်စားတော့ဘူးလို့ပြောပြီးရောက်မလာတော့တာပဲလို့ပဲပြန်ပြောပါတယ်။ဒါရှန်ကသူ့ကိုနှောက်ယှက်သူတွေရောရှိနေတာပြဿနာကြီးကြီးမားမားရောရှိခဲ့လားလို့ထပ်မိတော့ကောင်မလေးကလွန်ခဲ့တဲ့လအနေငယ်ကဖြစ်ခဲ့တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တခုတော့ရှိတယ်ဆိုပြီးပြန်ပြောပြပါတယ်။ဒီနေ့မှသူနဲ့ကနီမိုးရွာထဲမှာဘတ်စကားစောင့်နေတော့တစ်ဖက်ချင်းကမိတူဆိုင်တွေကနေလူတယောက်ကသူတို့ကိုစိုက်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာလည်းအဲ့ဒီလူကသူတို့ကိုအဲ့ဒီနာငါဖြတ်သွားတိုင်းအငဲတဲရှိနေတတ်ပြီးသူ့ပုံစံကတော့ပိတ်ပိတ်နဲ့သပင်ကောက်ကောက်နဲ့လို့ပြောပြပါတယ်။ ဒီအချက်ကြောင့်သူတို့နှစ်ယောက်ဟာချက်ချင်းပဲအဲ့ဒီမိတ်ထူဆိုင်စီကိုသွားလိုက်ကြတဲ့အခါဆိုင်ထဲမှာတော့ဆိုင်ရှင်ဖြစ်ပုံရတဲ့မျိုးသားတယောက်ကိုတွေ့လိုက်ရပါတယ်။ဒါရှန်ကသူ့ဘုသူမိတ်ဆက်ပြီးအရင်ကဒီမှာလှုပ်လှုပ်ခဲ့တဲ့ပိန်ပိန်နဲ့သပင်ကောက်ကောက်ကောင်လေးအကြောင်းမေးမြန်းစုံစမ်းပါတော့လေ။ဆိုင်ရှင်ကအဲ့ဒီကောင်လေးနာမည်က Philip ဖြစ်ကြောင်းပြောပြီးသူ့ဖုန်းနံပါတ်ကိုပါပေးလိုက်ပါတယ်။ဆိုင်ရှင်ကပြောရအောင် Philip ဟာထူးဆန်းတဲ့လူတယောက်ဖြစ်ပြီးအမြဲတမ်းစာရွက်တွေအများကြီးကိုမိတ်တူကူးလေးရှိတယ်လို့ဆိုပါတယ်။အစားကတော့ဖခင်အကြောင်းတွဲလို့ထင်ခဲ့ပေမဲ့ ဖျားချောင်းကဘယ်သူမှနာမည်ယူခဲ့ဘူးလို့ပြောပြပါတယ်။ဒါပေမဲ့အခုတော့ဖီလစ်ကအေဂျင့်နဲ့ချစ်ဆက်က sorry ကိုရောက်သွားပြီလို့လည်းပြောခဲ့ပြီးအဲ့ဒီဖီလစ်မိတ်တူသွားတဲ့စာရွက်တွေကိုပတ်မိသေးလားလို့မေးလိုက်တဲ့အခါဆိုင်ရှင်ကစာရွက်တစ်ချက်ကိုရှာပြီးသူ့လက်ထဲထည့်ပေးလိုက်ပါတယ်။အဲ့ဒါကတော့လက်ရည်နဲ့ရေးသားထားတဲ့တမချန်းသားတွေပဲဖြစ်ပါတယ်။ရိုဟန်ကဖုန်းနံပါတ်တောင်းပြီးဖီလစ်ရဲ့ဖုန်းနံပါတ်ကိုခေါ်ကြည့်ပေမဲ့ဖုန်းကဆက်ပိတ်ထားပါတယ်။ဒါပေမဲ့သူတို့ရှာနေတဲ့လူဟာဒီလူပဲဖြစ်နိုင်ကြောင်းသုံးသပ်လိုက်ပြီး ်အခုငါတို့သိဖို့လိုတာက feeling ဆိုတဲ့ကောင်းလေးအသက်ရှင်နေသေးလားတည်သွားပြီလားဆိုတာပဲလို့ပြောလိုက်ပါတယ်သူကစာရွက်ထဲမှာပါတယ်ဖျားเจ้าနာမည်တခုကိုမှတ်မိသွားပြီးသူ့ agent ကိုဆက်သွယ်ဖို့အတွက်ဖုန်းနံပါတ်သွားတောင်းခိုင်းလိုက်ပြီးဒါရှန်ကိုတိုင်ကတော့ဖျားเจ้าစီထွက်လာခဲ့ပါတော့လေဖျားเจ้าနဲ့ကိုရောက်တော့ဒါရှန်ကအသက်ကြီးနေပြီဖြစ်တဲ့ဖုန်းတော်ကြီးတပါးကိုအဲ့ဒီစာရွက်တွေပြလိုက်ပါတယ်ဘုန်းတော်ကြီးကစာရွက်တွေကိုစစ်ဆေးပြီးနောက်ဒီတဲကစာတွေကခရီးရန်ကျမ်းပိုက်တွေတော့ဟုတ်တယ်ဒါပေမဲ့တမချန်းစာတွေကတော့မဟုတ်ဘူး ကျန်းစာဆန်တဲ့အုံတုံးတွေတော့ပါနေတယ်လို့ရှင်းပြပါတယ်။ဒါရှန်ကဖာသာကြီးကိုဖီလစ်ကြောင့်ကိုဘယ်လိုသိတာလဲလို့မေးလိုက်ပါတယ်။ဖာသာကြီးကဖီလစ်ရဲ့မိသားစုဟာဘုရားကျောင်းနဲ့အရန်ယဉ်နီးကျောင်းဖီလစ်ဟာဓမ္မတေးဆိုတဲ့ဘွယ်မှာသချင်းဆိုခဲ့တာတွေ၊နာယီခန်းသားတွေမှာဓမ္မတေးတွေကိုကူးဆောင်ခဲ့တာတွေကိုပြန်လည်ပြောပြပါတယ်။နောက်ဆုံးမှာတော့ဖီလစ်ကိုဒီဒေသကနေထွက်ပြီးအခွင့်အရေးကောင်းတဲ့ကိုရှောက်ပေးဖို့သူကိုယ်တိုင်တိုက်တုံထဲကြောင်ပြောပြပါတယ်။အဲ့ဒီခါမှာဒါရှန်ကဖီလစ်ရဲ့လိပ်စာကမဟုတ် ဓာတ်ပုံတပုံလောက်များရှိမလားလို့မေးလိုက်ပြီးတော့ဖာသာကြီးကနောက်ဆုံးဓမ္မတေးဆုပွဲကဓာတ်ပုံတပုံလောက်သူ့ဖုန်းထဲမှာရှိလောက်တယ်ဆိုပြီးစပြီးရှာပါတော့တယ်ဓာတ်ပုံတွေကိုပို့ဆွဲရှာပွေနေရင်ခဏကြာမှာတော့တွေးပြီးဒါပဲဆိုပြီးဖုန်းကိုဒါရှန်စီကမ်းပေးလိုက်ပါတယ်ဓာတ်ပုံလေးမှာတော့ဓမ္မတေးအဖွဲ့ဝင်တွေကြားမှာရက်နေတဲ့လူတစ်ယောက်ကိုတွေ့ရပါတယ်အပေါ်ဆုံးတန်းရဲ့ဒုတိယမြောက်နေရာမှာရက်နေသူဟာဆိုင်ရှင်ပြောပြတယ်ပိန်ပိန်ပပစပင်ကောက်နဲ့ဖီလစ်ဆိုသူပါလေ ။တစ်ဖက်မှာရိုဟန်ရောက်သွားတဲ့နေရာကတော့တစ်ပင်လေးခြုံလွှဲလေးဖုံးလွှမ်းနေပြီးလူသူကင်းမဲပုံပေါက်တဲ့ခြံဝင်းကျဲကြီးတစ်ခုပါပဲ။ခြံထဲမှာရှိနေတဲ့အိမ်ဟောင်းကြီးဟာတိတ်ဆိတ်ခြောက်ကပ်နေပြီးကျွဲတကောင်ကိုခြံဝင်းထဲမှာနှောင်ပိတ်ထားတာတွေ့ရပါလေ။ရိုဟန်တကားကိုခောက်လိုက်တဲ့အခါမှာတော့အသက်အရွယ်ကြီးရင်ပြီးမျက်လုံးလေးစူးချနေတဲ့ဆန်မာကတကားလာပွင့်ပြီးပါတယ်။ရိုဟန်ကအန်ဒီကျွန်တော်အန်ဒီရဲ့တာမလူရဲ့တငယ်ချင်းမှာသူစီကဘူညီလိုချင်လို့လာခဲ့တာလားလို့လိန်ညာပြောဆိုပါတယ်။မျိုးသမီးကမျက်မှောက်ကျုပ်ပြီး မင်းကငါ့တာမနူးကိုဘယ်လိုသိတာလဲလို့မေးပါတယ်။ကျွန်တော်တို့မိသားစုကဒီဖျားချောင်းနဲ့ယဉ်နေပါတယ်။သူကဓမ္မတေးစုဖွဲ့မှာရောနာယေးကိစ္စတွေမှာပါပါဝီကူညီပို့တော့ကျွန်တော်တို့ရေတိကြတာပေါ့။ဆိုပြီးရိုဟန်ကယုံကြည်လောက်အောင်ဖြည့်ဆင်းချက်ပေးပါတယ်။ဆက်လက်ပြီးတော့မနူးကနိုင်ငံခြားမှာအလုပ်လုပ်နေတယ်လို့ကြားတယ်။ကျွန်တော်မိတ်ဆွေတယောက်လည်းသွားချင်လို့အဲ့ဒါမနူးသွားတော့ကချိတ်ခဲ့တဲ့ agent ဖုန်းနံပါတ်လေးလိုချင်လို့ပါလို့ပြောလိုက်ပါတယ်။မျိုးသမီးကခဏစဉ်းစားလိုက်ပြီး agent ဖုန်းနံပါတ်လား နာဖုန်လေးမှာတော့ရှိမယ်ထင်တယ်။မင်းအောင်ငါသွားကြည့်အောင်မယ်ဆိုပြီးအိမ်ထဲကိုဝင်သွားပါလေ။ဒိုဟာလည်းခွင့်ကောင်းယူပြီးအိမ်ထဲကိုလိုက်ဝင်သွားပါလေ။အိမ်ထဲမှာတော့ဖုန်လေးတက်နေပြီးမှောင်မဲနေပါလေ။သူအဲ့ခန်းမှာချိတ်ထားတဲ့စုတစဲတွေနဲ့ဓာတ်ပုံတွေကိုလိုက်ကြည့်နေပါလေ။စုတစဲတစ်ခုပေါ်မှာရေးထားတဲ့ Philip Sebastian ဆိုတဲ့နာမည်ကိုတွေ့လိုက်ရသလိုကြည့်နေတဲ့ဓာတ်ပုံတွေကယုံနဲ့စုတစဲတွေကဓာတ်ပုံဟာတပုံစံနဲ့ဖြစ်နေပါလေ။အမျိုးသမီးကမိဖို့ကြောင့်ပဲဝင်သွားတော့ဒိုဟာအိမ်ရဲ့ခြားခန်းတွေကိုစူးစမ်းကြည့်နေပါလေ။ အခန်းတစ်ခန်းရဲ့တကားကိုရိုဟန်တုံးဖွင့်လိုက်တဲ့အခါမှာအရွယ်တကူပြွင့်သွားပါတယ်။အခန်းထဲကိုဝင်လိုက်တာနဲ့အောက်တတအနောက်ဆိုတစ်ခုကိုရလိုက်ပါတယ်။အခန်းမီးကိုဖွင့်လိုက်တဲ့အခါဂရေပေါ်မှာချင်းတောင်ပြူအုပ်ထားတာမြင်ရပါတယ်။ရိုဟန်ဖြည်းဖြည်းချင်းချင်းတောင်ကိုမားတင်လိုက်တဲ့အခါမှာတော့သူ့မျက်လုံးတွေကိုမယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပါတယ်။ဂရေပေါ်မှာလဲလျောင်းနေတာကလူတယောက်မဟုတ်ပဲတရီများတွေ၆ကပ်တရိုးတွေမောထွက်နေပြီဖြစ်တဲ့ဖီလီရဲ့အနောက်ကောင်ကြီးဖြစ်နေလို့ပါပဲ။အလောင်းရဲ့ဗေးနားမှာတော့ ကင်းစာကုသမှုဌာနကဆေးမှတ်တမ်းဖိုင်တွေတွေ့ရပါတယ်။အမှန်တရားကတော့ဖီလစ်ဟာဆော်ဒီကိုရောက်လေတာမဟုတ်ပါဘူး။ကင်းစာယောဂါနဲ့ဒီအိမ်မှာပဲတည်ဆုံးခဲ့တာကြာပါပြီ။ဂါဆိုရိုဟယ်ကိုတောက်ရှက်နေတာဘယ်သူလဲ။အဖြေကရှင်းသွားပါပြီ။အဲ့ဒီချိန်မှာပဲဆမ်မာကသူ့အနောက်ကနေရိုက်ချလိုက်တာကြောင့်ရိုဟန်မေ့လေသွားပါတော့လေ။ရိုဟန်သတိရလာတော့နားမှာဆမ်မာရှိနေကဒီမရဲ့ညတာကတင်းကြီးလွန်းနေပြီးကြောက်စရာကောင်းပါလေ။မင်းဘယ်သူလဲဆိုတာငါသိတာပေါ့။တစ်ချိန်ချိန်မှာငါသားကိုရှာဖို့ တယောက်ရောက်တော့ရောက်လာမယ်ဆိုတော့ငါညှိုးလင်းပြီးသားပါလို့သူမကအေးဆက်ဆက်ပြောပါတယ်ပြီးတော့သူမကဆက်ပြောပြပါတယ်ငါသာမတိတ်ကေတုံးကသူမဆန္ဒတစ်ခုပဲရှိခဲ့တယ်အဲ့ဒါဟုံကောင်မလေးကဏီကိုဒီပရေဖောက်ကနေလေးတိုင်ငေးကြည့်ချင်နေတာတဲ့သူအသက်ရှိစဉ်တုန်းကကဏီကိုအရန်ချစ်ခဲ့ပေမဲ့ဖွင့်ပြောင်းမှုတတ်တည်မရှိခဲ့ဘူးဒါပေမဲ့ကဏီရဲ့ဝိတ္တတွေကိုသူလိုချင်ခဲ့တယ်လေဒါကြောင့်ငါကကဏီရဲ့ကောင်းဖိတဲ့ပြီးဘတ်စကာလက်မှတ်ဟောင်းဆွဲကြိုးတွေနဲ့ပွထထမဝစ်စင်နဲ့ကာချီတဲ့ခြေချင်းပါဝင် ဒီစည်းတဲ့စုံလင်ကိုခိုးယူလာပေးခဲ့တယ်။ငါသာတိုက်ထွက်ခါနီးမှာအသက်ရှူကြက်ပြီးအယံခံစားနေရတော့ငါကကတိရဲ့ဓာတ်ပုံကိုသူ့မျက်နှာနာကပ်ပြလိုက်ကြ။အဲ့ဒီခါကျမှသူပြုံးပြီးငြိမ်းချမ်းစွာထွက်ခွာသွားခဲ့တာ။သူ့ရဲ့နောက်ဆုံးထွက်သက်ကကနိတွယ်ပဲဖြစ်စေရမယ်လေလို့ပြောရင်သူမရဲ့ယူသွမှုကိုထုတ်ပြလိုက်ပါတယ်။ငါသာကတေသွားပြီမဲ့သူ့ချစ်သူကိုစောင့်ရှောက်ဖို့ဒီမှာပဲဆက်ရှိနေချင်တာ။ဒါကြောင့်ငါသူ့ကိုမြေလျောက်ခဲ့မှုဖရာသခင်ကဆင်းလာပြီးတားရင်တော့ နတ်သားကိုဘဲသူလက်ထဲမှာထည့်မပေးနိုင်ဘူးဥက္ကဋ္ဌမကိုသူပဲရွေးချယ်ခဲ့တာလို့ဆိုရခဲ့ပါတယ်ညာတကောင်ရဲ့ချိန်မှာတော့ဒါရှန်တယောက်စိုက်ကယ်တစ်စီးနဲ့ဖီလီယက်ခြံဝင်းရှိကိုရောက်ရှိလာပါတယ်ဘက်ဝင်းကျစ်တစ်ခုလုံးတိတ်ဆိတ်ညေးတက်နေပြီးအဲအဟောင်းကြီးဟာမောင်ထုထဲမှာခြောက်ခြားဖွဲ့ကောင်းနေပါတယ်ဒါရှန်ကစိုက်ကယ်ပေါ်ကဆင်းပြီးခြံထဲကိုတိထားကဝင်လာခဲ့ပါတယ်အိမ်မေးပန်းမှာရှိတဲ့မြေကွက်လတ်မှာအဖွားကြီးဆံမဟာပေါက်ပြားတဲ့လက်နဲ့မြေချင်းတွေ့ရတာတွေ့လိုက်ရပါတယ်သူမရဲ့ပုံစံကပုံမှန်မဟုတ်ပဲ တစုံတစ်ခုကိုယူသွတ်စွာလှုပ်ဆောင်နေဖို့ရပြီဒါရှန်ကလည်းတတိမထားမိပါဘူးဒါရှန်လည်းဖွားကြီးကိုရှောင်ခွင်းကအိမ်ခဲကိုအမြန်ဝေရောက်သွားပါတယ်အိမ်ခဲကိုရရောက်ချင်းပါပဲဧကန်ကျမ်းမြေပေါ်မှာတတိလက်မင်းမျောနေတဲ့ရိုဟန်ကိုတွေ့လိုက်ရပါတယ်ဒါရှန်ကရိုဟန်ကိုတုံ့နှိုးလိုက်ပြီးရိုဟန်ရိုဟန်ထဆန်လို့ခေါ်လိုက်တော့မှရိုဟန်တတိပြန်ဝင်လာပါတယ်သူတို့တစ်ယောက်ယုံကန်ထားလိုက်ကြပြီးအခန်းထဲကကရင်ဘော်ကချင်းတော်ကိုမာတင်ကြည့်လိုက်ပါတယ်အဲဒီမှာယိုဇုတပည့်၆ကပ်နေပြီဖြစ်သောဖီလီယာအလောက်ကောင်ကြီးရှိနေတော့ပါပဲ လူဟန်ကထိတ်လန့်မကြားနဲ့ဖုန်းဖုန်းမမှလေးရဲခေါ်မှရပြီရဲခေါ်မယ်လို့ရတုံရင်နဲ့ပြောဆိုနေပါတယ်ဒါပေမဲ့ဒါရှန်ကအလောင်းကိုတေးချကြီးလိုက်ရမှာရေးကြီးတဲ့အရာတခုကိုသတိထားမိသွားပါတယ်ဖီလစ်အလောင်းရဲ့ခြေထောက်နှစ်ဖက်မှာကကြေးတဲ့ဝှချေခြင်းတွေကိုဝစ်ဆင်ထားတာတွေးနိုင်ရတာပါဒါရှန်ကခဏနေဦးရဲကိုခေါ်လို့မရဘူးခြေခြင်းတွေဒီခြေခြင်းတွေကဝိညာဉ်ကိုချုံနှောင်ထားတာပဲဒါတွေကိုအရင်ဖြုတ်မှရမယ်လို့ဩပြောလိုက်ပါတယ်ဖီလစ်ဟာကဏီကိုဇွဲလန်းတဲ့စိတ်နဲ့ ကဏိယခြေချင်းများကိုဝိစင်ကတည်ဆုံးခဲ့တာကြောင့်အဲ့ဒီအစွဲနဲ့ပဲဝိညာဉ်ကမကျွတ်မလွတ်ဖြစ်နေခဲ့တာပါ။ဒါရှန်ကအနောက်ရဲ့ခြေောက်ကခြေချင်းကိုအတင်းဆွဲပြုတ်ဖို့ကြိုးစားပါလေ။ဒါပေမဲ့အနောက်က၆ကတ်နေပြီဖြစ်လို့အေးပြားနဲ့အယိုးတွေကခြေချင်းနဲ့တပါးနဲ့နှီးပါကတ်နေတာကြောင့်ထုတ်မရအောင်ပြင်းချက်နေပါလေ။ထုတ်လို့မရဘူး။အရင်ကြက်နေတယ်။တခုခုနဲ့ဖြတ်မှရမယ်လို့ဒါရှန်ကပြောလိုက်ချိန်မှာရိုဟန်ကမိဖို့ချောင်မှာတခုခုသွားရှာပါလေ။ဒါရှန်ကကြံနေခဲ့ပြီး ခြေချင်းကိုဖြုတ်ဖို့ကြိုးစားနေတဲ့ချိန်မှာအခန်းထဲကမီးလုံးကကွဲထွက်သွားပြီးအကားတွေအလုံးနဲ့လိုလိုပိတ်သွားပါတော့လေအပြင်ဘက်ကနေအော်ဒန်ဒန်ကိုကြားလိုက်ရပြီးဆာမန်ကပစင်တလက်နဲ့အိမ်ထဲကိုပြေးဝင်လာကရိုဟန်ကိုဝေရောက်ကြိုက်ခိုက်ပါတော့လေအဖွားကြီးကမကောင်းစိုးဝါးဝေပိုးနေတယ်လို့ရက်ဆက်ကြမ်းကြုတ်လုံးနေကမီးဖို့ချောင်းမှာဗရမ်မရာတိုက်ပွဲကြီးတစ်ခုဖြစ်ပွားပါတော့လေအဖွားကြီးကရရပစ္စည်းတွေနဲ့ကောက်တုနေတာကြောင့်ရိုဟန်အထိငါသွားတယ်လို့တစ်ဖက်ကရှန်ဒါစီမာလဲအနောက်ခြောက်ကြီးကနိုးထလာခဲ့ပါပြီ နောက်တော့ဖွာကြီးကသူ့လက်ကိုအဆက်မပြတ်ထုနေတဲ့အခါလက်ပြန်ရိုက်ချင်တဲ့ဖွာကြီးမှောက်သွားပါတော့လေအဲ့ဒီနောက်ဒါခန်းလေးကိုဝင်သွားတော့ဒါချန်လဲကြနေတာငြိလိုက်ရပြီသူခေါ်ပေမဲ့ဒိုးကလာပါဘူးဒါကြောင့်အနောက်ခြေောက်ကခြေချင်းကိုဖြုတ်ဖို့ကြိုးစားလိုက်ပြီးနောက်ဆုံးမှဖြုတ်မရနိုင်တာကြောင့်ဖုတ်ဖြတ်ပြစ်ကမိဘတွေသွားထည့်ပြီးတက်စီလောင်းကမီးရှို့ပြစ်လိုက်ပါတော့လေအဲ့ဒီတော့မှတစုံတစ်ခုဟာလုံမြောက်သွားသလိုမျိုးအသံနဲ့ကြီးနဲ့အော်ကအိမ်ခေါင်မိုးကိုဖောင်းထွက်သွားပါလေရိုဟန်ကအိတ်ခန်ထဲမှာလဲကျနေတဲ့ ဒါရှန်ကိုတွဲခေါက်ကပြင်ကိုဆွဲထုတ်ခဲ့သလိုချင်းအောင်မော်ဝလွင့်ချလာတဲ့မိဘွားလေးကြောင့်အဲ့လေးဟာနဲ့ပြီးတဲ့စတဲ့လောင်ကျွမ်းနေခဲ့ပြီးအဖွားကြီးကတော့ဒီတိုင်းလုံးတုတ်ကြီးထိုင်ကသူ့သားအလောင်းမိခိုးလေးတာကိုကြီးနေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာရိုဟန်ကမင်းသားပြပီသဘောထားကြီးစွာနဲ့အဖွားကြီးကိုအခန်းထဲကပြန်ခေါ်ထုတ်လာပေးခဲ့ပြီးတော့တော့ရောက်တာအင်ဂျီမီဟောဟောကောင်းနေတာကိုကြည့်တာအိတ်ဆိတ်နေမိကြပါတော့တယ်။ရဲ့နေငယ်ကြာပြီးနောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာရိုဟန်ကိုပြန်လဲတွင်းမြင်ရပါတယ်။ ူကအရင်ကလိုပူပင်တော့ကရောက်နေတဲ့ပုံစံမဟုတ်တော့ပဲအနေငယ်တည်ငြိမ်နေပုံရပါတယ်ခဏနေတော့ဒါရှန်ရောက်လာပြီးသူတို့နှစ်ယောက်စကားသမီးပြောကြပါတယ်ပီရန်ချင်းတွေကဘယ်လိုလဲလို့မေးတော့သူအဆင်ပြေလာပါပြီတတ်တာနေပါပြီလို့ပြန်ဖြေခဲ့ပါတယ်ရိုဟန်ကပြတ်ပြတ်ကြရင်သူအမေရိကကိုထွက်ခွာတော့မယ့်ကြောင်းနဲ့ဒီမှာတွေ့ကြုံခဲ့တဲ့ဆိုးရွားတဲ့ဖြစ်ပျက်တွေကိုမေးပြလိုက်ခြင်းနဲ့အကြောင်းပြောပါတယ်နောက်တော့သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်ပြီးရိုဟန်ကထွက်ခွာသွားခဲ့ပါတယ်ညပိုင်းမှာရိုဟန်တယောက်သူ့အိမ်မှာခီးတော်ပုံဝိစာတွေထည့်နေရန်လှုပ်ရှုံနေပါတယ် သူ့ရဲ့ဖေးစီကိုလည်းဖုန်းဆက်ပြီးမကြခင်လေးစိတ်ကိုသွားတော့မယ့်အကြောင်းပြောဆိုလိုက်ပါတယ်။အဲ့တွေကိုပြင်ဆင်ပြီးတဲ့နောက်အခန်းထဲမှာတယောက်တည်းကြံရှိနေတဲ့ချိန်ရိုဟန်ရဲ့မျက်နှာတွေကဂရင်ပေါ်ရှိအရာဝတ္ထုတစ်ခုစီရောက်သွားပါတယ်။ဒုက္ခနာကိုတစ်ခုလုံးအေးစားတောင့်တင်သွားရပါတယ်။ကတဲ့ပေါ်မှာရှိနေတာကသူသွားပြန်ထားလိုက်ပြီဖြစ်တဲ့ကလေးအနီလေးဖြစ်နေလို့ပါပဲ။ကလေးအနီလေးပြန်ရောက်နေခြင်းကအရာအလုံးမှမပြီးဆုံးသေးတဲ့ကြောင့်တက်တည်ပြနေတယ်လို့ပါပဲ။ တန်တရားစိတ်နဲ့ခရင်အလို့ပေါ်ကိုဆောင်းအုပ်ချလိုက်တဲ့အခါလူတယောက်ရဲ့ပုံစံဖြစ်နေခဲ့ပါတော့လေသူကြောက်ကြောက်နဲ့ပဲဆောင်းကိုဆွဲလန်လိုက်တဲ့အခါမြင်လိုက်ရတဲ့အရာကြောင့်ထိတ်လန့်ခြောက်ခြားသွားတဲ့ခန်းနဲ့ပဲရုပ်ရှင်ကဇက်သိမ်းသွားခဲ့ပါတော့လေရိုဟန်မြင်လိုက်တဲ့အရာကဘာကြီးဖြစ်နေမလဲဆိုတာသိချင်ရင်တော့ comment ထဲမှာ one more shot နဲ့ဖြေစာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာအခုဆက်လန်ပြီးတဲ့နောက်အာချောင်းကန္နအနေနဲ့ဆက်ပြောချင်တာကဒီရုပ်ရှင်ဟာလူသားတွေရဲ့စိတ်ကံစားမှုချစ်ချင်းမေတ္တာနဲ့ အစွဲအလန်းတွေရဲ့ကြောက်ခမန်းလေးလေးအန်ရဲကိုမိမောင်းထိုးပြသွားတဲ့ဇက်ကာကောင်တကားပဲဆိုတာပါဒီဇက်ကာကနေထုံထုံရယူနိုင်တဲ့သင်ကန်းစာတချို့ကိုစကားလက်ဆောင်ဖြစ်ပြောပြချင်ပါတယ်ပထမကတော့ဖီလီရဲ့မိခင်ကြီးအကြောင်းပါညီမတိုင်ဝဲမှာမိဘနစ်တာဆိုတာအကြီးမားဆုံးနဲ့အမောင်မျက်ဆုံးလို့လက်ခံထားကြပါတယ်ဒါပေမဲ့ဒီဇက်ကာတွေကမိခင်ကြီးရဲ့လစ်တာကတော့မျက်ကန်နစ်တာဖြစ်သွားပါတယ်ဒါဖြစ်သူသိဆုံးတော်မူလက်မခံနိုင်မဲ့အလောင်းကိုတိတ်စည်းထားတာဒါဖြစ်သူလိုချင်တဲ့မိန်းကလေးရဲ့တစ်စီတွေကိုခိုးယူပေးတာတွေက မေတ္တာကြောင့်ဆိုပေမဲ့လမ်းမရရောက်ပါလေ။ဒါသမီးလူကိုလိုက်လုံရင်မိဘပါယူတို့ရတတ်တယ်ဆိုတဲ့သင်ခန်းစာကိုတွေ့ရပါလေ။ဒါဖြစ်သူကိုကောင်းရာတူပလီလောင်းအောင်လှုပ်ပေးရမယ်စာမိမိရဲ့ချစ်လွန်ကဲမှုကြောင့်ဒါရဲ့ဝိညာဉ်ပေါ်မှာချိန်စာတင့်စီခဲ့ပါလေ။မိဘဆိုတာဒါသမီးကိုချစ်တာမှန်ပေမဲ့အမားအမှန်ခွဲခြားပြီးတရားနဲ့အညီချစ်တတ်ဖို့လိုအပ်ကြောင်းဒီဇက်ကောင်ကပြသနေပါလေ။ပြီးတော့ပြဿနာအလုံးရဲ့အစကကလစ်အနီလေးပါ။လူဟန်ကအပတ်တမဲအနေနဲ့ကဏီရဲ့ကလစ်လေးကိုယူလာခဲ့ပြီးပါလေ။ ဒီအရာဝတ္ထုကြီးတစ်ခုကသူ့ဘဝတစ်ခုလုံးကိုကျုံးပြတ်ပေါက်ခုံဖြစ်စေခဲ့ပါတယ်ဗုဒ္ဓတရားတော်တွေနဲ့တိုင်းရှင်ကြီးရဲ့ဒါဥပါဒံဆိုတဲ့ဆွဲလန်းမှုပါပဲတည်ဆုံးသူတွေရဲ့ပစ္စည်းတွေအတိတ်ကအရာဝတ္ထုတွေပေါ်မှာတတ်မှတ်ဆွဲလန်းနေတဲ့ကြာကနာပလုံကျွန်တော်တို့ကငြိမ်းချမ်းမှုမရနိုင်တော့ပါဘူးဇတ်တဲ့အခါမှာကလစ်လေးပြန်ရောက်နေတာကိုတွေ့ရခြင်းကပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့စိတ်အဆွဲကိုအမြင်မဖြတ်နိုင်သေးသေး၍ဘယ်လိုရည်ရည်ချစ်ချစ်ဘယ်လိုမီးရှို့ရှို့ဒီချိန်ဆန်ကပြီးဆုံးမှာမဟုတ်ဘူးဆိုတာပြသနေပါလေ။ အတိတ်ကိုစွန့်လွတ်လိုက်မှသာအနာဂတ်အတွက်ကိုစတင်နိုင်မှာဖြစ်ပါကြောင်းစကားလက်ဆောင်လေးပါလိုက်ရင်လည်းအဆုံးထိအားပေးခဲ့ကြတဲ့ပိတ်တရောက်စီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါကြောင်းနဲ့ပိတ်တများနဲ့တကွာတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိမ်းခတ်သူများအားလုံးပဲကျမ်းမာပေးခြင်းကြပါစေခင်ဗျာကျွန်တော်တင်ဆက်သူညွန့်ဖေပါ